မင်းအင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကအသက်သွင်းထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြင်ဆင်ခြင်းပယ်ဖျက်ခြင်းနဲ့ရွှေဆိုင်ခွင့်မရှိတော့ဘဲလူငယ်မှန်သမျှကိုနှစ်နှစ်နိုင်ငံတော်ရဲ့ကာကွယ်ရေးတာဝန်အလှည့်ကျထမ်းဆောင်ရမယ်အမြဲတမ်းကာကွယ်ရေးစနစ်ကိုစစ်ကောင်စီကတတ်မှတ်တော်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀၁၀ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ်ငားနဲ့တချိန်ရွေးကောက်ပွဲများကျင်းပပြီးတော့လွှတ်တော်နဲ့အစိုးရများပေါ်ထွက်နီးလာတဲ့အချိန်မှာပြည်သူစစ်မှုန်းတမ်းဥပဒေကိုအမြဲတမ်းကျင့်သုံးရမယ်နိုင်ငံတော်ကာကွယ်ရေးစနစ်တစ်ခုအဖြစ်နဲ့အသက်သွင်းရန်စစ်ကောင်စီအတွင်းမှာဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်ဒီကနေ့ကမ္ဘာကြီးတစ်ခုလုံးမှာစစ်ရင်အားနဲ့လက်နက်များအပြိုင်ဆိုင်တပ်ဆင်လာခြင်းနဲ့အတူမြန်မာနိုင်ငံမှာလည်းအဲ့ဒီအလဲကျစစ်မှုထမ်းရမယ်စနစ်ကိုရွေးကောက်ပွဲနဲ့ပေါ်လာတဲ့လွှတ်တော်နဲ့အစိုးရများကပြင်ဆင်ခြင်းပယ်ဖျက်ခြင်းနဲ့ ်ဆွေဆိုင်ခွင့်မရှိတဲ့အမြဲတမ်းဥပဒေစနစ်အဖြစ်နဲ့တတ်မှတ်ရန်စစ်ကောင်စီကလိုလားပြီးတော့စီစဉ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အလှည့်ကျစစ်မှုထမ်းရတဲ့စနစ်ကိုရွေးကောက်ပွဲပြီးသွားလို့လွတ်တော်နဲ့အစိုးရအသစ်တွေပေါ်လာလဲဒါကိုဆက်ပြီးတော့လုပ်ဖို့စစ်မှုထမ်းဥပဒေကိုပြင်ဆင်တာပယ်ဖြတ်တာနဲ့ဆွေဆိုင်တာတွေကိုမလုပ်နိုင်အောင်လို့ဆွေးနွေးမှုတွေလုပ်နေပါတယ်။အမြဲတမ်းစနစ်တစ်ခုအဖြစ်နဲ့တတ်မှတ်ခြင်းနဲ့လူငယ်မှန်သမျှကိုနှစ်နှစ်မဖြစ်မနေစစ်မှုထမ်းရတော့မယ့်စနစ်က အမြဲတမ်းအသက်သွင်းထားမယ့်အခြေအနေဖြစ်လာတော့မယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်ပြည်ပကို G2G ပညာတော်တင်တဲ့အလောက်ကံများစိတ်လွတ်ခြင်းအစိုးရအရာရှိနဲ့ဝန်ထမ်းများအလောက်ကံများအဆင့်မြင့်ပညာသင်စုများပေးအပ်ခြင်းများအပါအဝင်အခွင့်အရေးနဲ့မလုံးများကိုလည်းချိတ်ဆက်ဖော်ဆောင်ကစစ်ဗုဒ္ဓန်းနှစ်နှစ်ထမ်းဆောင်ပြီးသူများကိုဦးစားပေးတဲ့စနစ်ကိုလည်းစစ်ကောင်စီကစိတ်ဝင်တစားနဲ့လေ့လာနေတယ်လို့သိရပါဗျ စစ်ခွေးအာနာရှင်ဟောင်းတန်းရွှေပြထန်းခဲ့တဲ့စစ်မှုထမ်းဥပဒေကိုစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်က2024ခုနှစ်ဖေဖော်ဝါရီလမှာစတင်ကျင့်သုံးခဲ့ကအခု2025ခုနှစ်ဇူလိုင်လမှာစစ်မှုထမ်းအပတ်စဉ်15အထိဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းဥပဒေပြထန်းချက်များအရာ နိုင်ငံသားတိုင်းနှစ်နှစ်စစ်မှုထမ်းရမှာဖြစ်ပြီးတော့စစ်မှုထမ်းရမယ့်အသက်အရွယ်မှာအမျိုးသားဖြစ်ရင်အသက်၁၈နှစ်ပြည်ပြီးတော့၃၅နှစ်မပြည်သေးတဲ့နိုင်ငံသားတိုင်းကို၎င်းအမျိုးသမီးဖြစ်ရင်အသက်၁၈နှစ်ပြည်ပြီးတော့အသက်၂၈နှစ်မပြည်သေးတဲ့နိုင်ငံသားတိုင်းကို၎င်းကျွမ်းကျင်သူအမျိုးသားဖြစ်ပါကအသက်၁၈နှစ်ပြည်ပြီးတော့အသက်၄၅နှစ်မပြည်သေးတဲ့နိုင်ငံသားကို၎င်းကျွမ်းကျင်သူအမျိုးသမီးဖြစ်ပါကအသက်၁၈နှစ်ပြည်ပြီးတော့အသက်၃၅နှစ်မပြည်သေးတဲ့နိုင်ငံသားကို၎င်းပြဋ္ဌာန်းသတ်မှတ်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ပွဲဟာဒီကနေ့တတိယနေ့အဖြစ်နဲ့ဆက်လက်ဖြစ်ပွားနေပြီးအငင်းပွားနေတဲ့နယ်စပ်မှာတပ်ဆွဲထားတဲ့ကမ္ဘောဒီးယားစစ်စခန်းကိုထိုင်းနိုင်ငံဘက်ကသိမ်းယူလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့26ရက်နေ့ထိုင်းစံတော်ချိန်မနက်9:20မိနစ်အချိန်မှာထိုင်းကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ကမ္ဘောဒီးယားစစ်တပ်ကတပ်ဆွဲထားတဲ့ဖူမခေါတောင်ထိပ်စခန်းကိုသိမ်းယူလိုက်တယ်လို့သိရပါဗျ။အဲဒီနောက်ထိုင်းနိုင်ငံရဲ့အလံကိုလွှင့်တင်ထားလိုက်ပြီးလို့သိရပါဗျ။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာကမ်ဘောဒီးယားစစ်သား၁၀ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းထိုင်းသတင်းများရဲ့ဖော်ပြချက်အရသိရပါတယ်။လက်ရှိအချိန်မှာကမ်ဘောဒီးယားကအဲ့ဒီနေရာကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လက်နက်ကြီးများနဲ့ပြစ်ခတ်နေပြီးတော့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိုင်းနဲ့ကမ်ဘောဒီးယားကြားဂျားဝင်စစ်ဆက်နိုင်ရေးစူးစမ်းနေတော့လေလက်ရှိအချိန်ထိမအောင်မြင်သေးဘူးလို့ပြောပါတယ်။ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ကမ်ဘောဒီးယားနိုင်ငံသားထောင်ချီဟာလည်း နေဆက်ထွက်ပေါက်များကနေတဆင်ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည်ထွက်ခွာနေပြီးထိုင်းအာဏာပိုင်များကထွက်ခွာနေတဲ့ကမ္ဘောဒီးယားနိုင်ငံသားများကိုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးဥပုအချင်းထောင်မှာထောင်ဒဏ်15နှစ်ချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဆရာတော်ဥပတန်တီရဈေးကူတမှုလုံလောက်စွာမရဘဲကင်ဆာရောဂါနဲ့ပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ25ရက်နေ့ကတတ်တော်36ဝါဝါတော်16ဝါရှိတဲ့မန္တလေးမြို့ရတနာပကံတိုက်ကနိုင်ငံရေးအကျဉ်းသားဆရာတော်ဥပတန်တီရဟာဆောက်ကင်ဆာရောဂါနဲ့ပြန်လည်တော်မူသွားတယ်လို့သိရပါဗျ။အကြံဖတ်စစ်ခွေးအုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ထောင်ရင်းကျမ်းမာရေးစောင့်ရှောက်မှုမရရှိခြင်းတို့ကြောင့်ရတနာပကံတိုက်ဆရာတော်ဥပတန်တိယပြန်လည်တော်မူသွားခဲ့ကြောင်းတန်ခတမကမန္တလေးကဆရာတော်ဓမ္မမြတ်တာကတရင်ပေးဖို့ပြောကြလာပါတယ်။စာအုပ်ကန်စာလို့တော့တည်ထားရပါတယ်။ဈေးုံတက်ရောက်ကုသနေတာကကြာပြီဖြစ်ပေမဲ့ပြန်လို့ပေးတာမရှိပါဘူး။မန္တလေးပြည်သူဈေးုံကြီးမှာဈေးကုသမှုခံယူရင်းနဲ့ပြန်လည်တော်မူခဲ့ရတာပါ။ဈေးုံရောက်ပြီးတော့မှဈေးကုသမှုကောင်းကောင်းမွန်မွန်မပေးတဲ့အတွက်ကြောင့်ဆရာတော်ပြန်လည်တော်မူခဲ့ရတာပါလို့ တန်ခါတမကမန္တလေးကဆရာတော်ဥဒမမြင့်တာကရှင်းပြထားပါဗျ။ဆရာတော်ဥပတန်တရာအား2022ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ညအချိန်မှာအကြပန်စစ်ခွေးအုပ်စုကမတရားဖမ်းဆီးခဲ့ပြီးတော့2023ခုနှစ်ဇူလိုင်လ18ရက်နေ့မှာပုံမှန်90ညနဲ့ထောင်ဒဏ်15နှစ်မတရားအမိန့်ချမှတ်ခဲ့တယ်လို့သိရပါဗျ။အကျဉ်းအောင်အတွဲမှာနှိပ်စက်မှုများကြောင်းဆရာတော်ဟာကင်ဆာရောဂါဝေဒနာကိုခံစားခဲ့ရပြီး2023ခုနှစ်အော်တိုဘာလ15ရက်နေ့မှာမန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကုသမှုခံယူခဲ့ရတယ်လို့သိရပါဗျ။ ်အခုလိုဈေးရုံကိုပို့ဆောင်ခဲ့တော့လဲဈေးဝါနဲ့ကုသမှုလုံလောက်စွာပေးအပ်ခြင်းမရှိတဲ့အတွက်ကြောင့်ထောင်ချပြီးနှစ်နှစ်အကြာမှာပဲပြန်လည်တော့မူသွားရခြင်းဖြစ်တယ်လို့သိရပါတယ်ဆေးရတော်ဥပတန်တီးယအပါဝင်နိုင်ငံရေးအကျဉ်းသားများရဲ့အခွင့်အရေးများကိုဖိနှိပ်ထိန်းချုပ်ပြီးတော့လုံလောက်တဲ့ဈေးကုသမှုတွေမပေးဘဲဆုံးရှုံးစေခြင်းဟာအကြမ်းဖက်စစ်ခွေးအုပ်စုရဲ့ရည်ရွယ်ချက်ရှိရှိတပ်ဖြတ်မှုဖြစ်တယ်လို့မှတ်ယူပါကြောင်းတန်ခါတမကမန္တလေးကထုတ်ပြန်ထားပါတယ် ်စစ်ခွေးအုပ်စုကသူတို့အာနာတီမြဲဖို့အတွက်ဆိုရင်အခုလိုယဟန်ရှင်လူပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေထောင်ထဲရောက်နေတယ်ဆိုရင်လည်းမကြမ်းမာတဲ့အခါမှာစေဝါကုသမှုလုံလောက်စွာမပေးဘဲရည်ရွယ်ချက်ရှိရှိတပ်ဖြတ်နေမဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်မလို့ဦးစင်းတို့မန္တလေးတန်ကတမကအနေနဲ့တော့ပြည်သူလူထုရောအားလုံးကဝိုင်းဝန်းပြီးတော့တောင်းဆိုသလိုပေါ့စစ်အနိုင်တိုက်ရေးကိုပဲကြိုးကြိုးစားစားဆောင်ရွက်ကြဖို့အရေးကြီးပါတယ်ဒီလိုမှသာလျှင်အမှန်တရားနဲ့တရားမျှတမှုဆိုတာဖြစ်လာလိမ့်မယ်လို့ ်တန်ခါတမကမန္တလေးကဆရာတော်ဥဒမမြေတာကမိတ်ကြားထားပါတယ်အကြမ်းဖက်စစ်ခွေးအုပ်စုရဲ့ရဟန်းရှင်လူပြည်သူလူထုအပေါ်မတရားဖမ်းဆီးနှိပ်စက်မှုနှိပ်စက်ညှဉ်းပန်းမှုနဲ့အချမ်းမတရားပြုမှုတွေကိုတရားမျှတမှုရတဲ့အထိပြည်သူလူထုနဲ့အတူလက်တွဲတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတန်းအုတ်ဖို့မြို့နယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ပစ်ခတ်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်အယောက်40ကျော်ဖမ်းဆီးခံလိုက်ရပြီးပြည်သူတအုပ်ကြီးစံထိမှန်ကနေအိမ်များကိုပါမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့ကအုတ်ဖို့မြို့နယ် ကျဆူတော်ရွာကလူငယ်များကိုအကြမ်းဖက်စစ်ခွေးများကဝင်ရောက်ပေါ်တာဆွဲတဲ့အချိန်မှာထွက်ပြေးသူများကိုလိုက်လံပစ်ခတ်ဖမ်းဆီးရာကျေးရွာနေပြည်သူဒေါ်ဆန်းအေးကြီးစံထိမှန်ပြီးတော့တာယာဝတီဆေးရုံကို တင်ဆောင်ထားရတယ်လို့သိရပါဗါးအဲ့ဒီနေ့မနက်ပိုင်းကစစ်ခွေးများကအုပ်ဖို့မြို့နယ်ဆယ်ရွာကိုလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်စီးနှင်းပြီးတော့အမျိုးသား40ဦးနဲ့အမျိုးသမီးတချို့ကိုလည်းဖမ်းဆီးသွားကဖုန်းတွေကိုလည်းတိတ်ဆိတ်သွားတယ်လို့သိရပါဗါးဇူလိုင်လ23ရက်နေ့မနက်ပိုင်းမှာလည်းအကြမ်းဖက်စစ်ခွေးများက ဆယ်ရွာအနီးမှာရှိတဲ့မဲလာဆယ်ပေါင်ဘော်ကိုဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးရာပြည်သူများမရှိတဲ့အရွက်ကြောင့်နေအများကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။နှစ်ဆက်နေရနေ့ကအုပ်ဖို့ဆယ်ရွာကိုစစ်ခွေးစစ်ကြောင်းကဝင်းဆီးတာပြည်သူတွေရဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းယူသွားပြီးတော့အမျိုးသားအယောက်40နဲ့အမျိုးသမီးတချို့ကိုဖမ်းဆီးသွားပါတယ်။အဲ့ဒီနေ့မှာပဲကျက်စုတော်ရွာကိုထပ်ပြီးတော့ဝင်းရောက်စီးနေတာလူငယ်တွေထွက်ပြေးလို့ဆိုပြီးတော့ပြစ်ခတ်ဖမ်းဆီးတာဒေါ်ဆိုင်အကြီးစံထိမှန်ပြီးတာဝတီဆေးုံမှာတင်ထားရပါတယ်။မင်းလာဆယ်ပေါင်ဘော်ကိုလည်းဝင်းရောက်စီးနေတာ ပြည်သူတွေထွက်ပြေးသွားလို့ဆိုပြီးနေအိမ်တွေကိုမိရှို့သွားတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ခွေးများဟာ၎င်းတို့ဖမ်းဆီးသွားတဲ့ဒူတွေကအမျိုးသမီးများကိုဇွန်လ23ရက်နေ့မှာပြန်လွှတ်ပေးခဲ့တော့လေအမျိုးသားအယောက်40ကျော်ကိုတော့လက်ရှိအချိန်ထိဖမ်းဆီးထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပိန်ရွာကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မွန်လွဲပိုင်းကစပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်ပြည်သူများအပါအဝင်ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ26ရက်နေ့နေ့လယ်12နာရီလောက်ကစတင်ပြီးတော့နောင်ချုံမြို့နယ်အတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကနောင်ပိန်ရွာကိုလက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာနောက်ပိုင်းကြီးပါတဲ့ကိုပါကြားရောက်ပောက်ကွဲခြင်းကြောင့်စစ်ပင်းဆောင်ပြည်သူများအပါအဝင်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။နောက်ပိုင်းယထာတန်လန် TNL နဲ့ SSPP နေဆက်ကိုလက်နက်ကြီးနဲ့စစ်တပ်ကနေ့လယ်7:00နာရီတိတိကစပြီးတော့ပစ်ခတ်တိုက်ခိုက်နေတာ7:00နာရီ53မိနစ်မှာနောက်ပိုင်းရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးနောက်တစ်လုံးထတ်ကြတယ်။အခုထတ်ပြစ်နေတာကရွာတဲကိုကြတော့စစ်ဆောင်တွေကပြည်သူတွေရောနောက်ပိုင်းတရွာလုံးထွက်ပြေးနေရပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများထဲမှာဓာတ်ရုဘုံများပါဝင်ကြောင်းဒေသခံပြည်သူများကပြောဆိုထားတော်လဲအတီးပြုတ်နိုင်ခြင်းတော့မရှိသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမြို့တင်မြို့နယ်မှာခလိုက်ရနှစ်နှစ်ရှစ်တိုက်ရင်ကအပတ်စဉ်တက်တင်တန်းစင်းစစ်မှုထမ်းတပ်သားတဲ့တူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ17ရက်နေ့ကမြို့တင်မြို့နယ်မင်းသာချေးရွာမှာတာဝန်ထမ်းဆောင်နေတဲ့ဒါကစကလေးလက်အောက်ခံခလိုက်ရနှစ်နှစ်ရှစ်တိုက်ရင်က အပတ်စဉ်တင်းတန်းစင်စစ်မှုထမ်းတက်သားတဲ့နေဝင်းထုံးခေါ်ကိုပိုင်ဟာတမူခေရအမတ်နဲ့တိုင်ရင်ထံကိုတနက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။လက်နက်နဲ့တကွအလင်းဝင်ရင်တော့စုငွေတတ်မှတ်ချက်ရှိပါတယ်။လက်နက်မဲ့ဆိုရင်တော့သူတို့သွားကျင်တဲ့နေရာကိုတိုင်ရင်ကတာဝန်ယူပြီးပို့ပေးမှာပါ။အလင်းဝင်ရောက်လာတဲ့သူကစစ်မှုထမ်းတက်သားတဲ့ပါစစ်မှုထမ်းတင်တဲ့အပတ်စဉ်ကတော့အပတ်စဉ်တစ်ကပါရက်ွက်ထဲမှာတိန်တယောက်မဲနိုင်ပြီးတော့ပေါ်တာဆွဲအဖမ်းခံခဲ့ရတာပါလို့ဒေတာရင်းတော်လိုင်းရင်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျာ စစ်တပ်အတွင်းမှာကြန့်ရှိနေသေးတဲ့စစ်မှုထမ်းတပ်သားတဲ့များအပါအဝင်စစ်ကောင်စီလက်အောက်ခံများအလုံးအမြင်မှန်ရပြီးတော့ပြည်သူရင်ဝင်ကိုအမြန်ဆုံးခိုလုံကြရန်တမှုခေအမှတ်နဲ့တိုင်ရင်ကဖိတ်ခေါ်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ